နောပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီ ငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာအဲဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲဒီနေ့တမှာပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဒါလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ် ဂုရုကြီးတဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါန်လို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါန်ဆိုတာအလွန်ကိုကြီးမြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဩဇာတိ လောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာတွင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တောင်းတဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်တာတဲ့ဂရုဂုရုံဟိလောကေဘဂဝါတိဟောစတိဂုရုကို လူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုံကိုဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းတိလနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုံကိုမပြောနဲ့မိတဲ့ပုံကိုတော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လဲဖျားတဲ့တာတဲ့ပုံကိုမဆိုထားနဲ့တူတဲ့ပုံကိုတော့မရှိဘူးပညာအားဖြင့်လဲဖျားတဲ့တာတဲ့ပုံကိုဆိုတာမပြောနဲ့ ဟိုဟိုတူတဲ့ပုံကိုမပြောနဲ့တာတဲ့ပုံကိုတာတဲ့ပုံကိုဆိုတာမရှိဘူးတူတဲ့ပုံကိုတောင်မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါန်လို့ဒီလိုခေါ်တာအဲ့ဒီမှာជីဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာ တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းနေကြောင့်အရဟံအရဟံဆိုတဲ့အရင်ချင်းနေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့လိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုံအရင်ချင်းကိုသိရမယ်ဩဒီပုဂ္ဂိုလ်သူများဟာဒီအရင်ချင်းနေရှိပါလားဒါကြောင့်ဟိုတကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့ မြတ်စွာဘုရားဂုံတော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြုတ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားပေါ်မှာစမ်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းနေကြောင်းဒီအချက်တွေဒီအချက်တွေကြောင်း ဖရာဟာတကယ်ဘဂဝါပါလားလို့ဟိုအရဟံပါလားလို့လက်ခံလာတယ်ကျင့်နတ်လာအဲ့ဒီကျင့်နတ်လာသည့်အထိအောင်နှလုံးသွေးရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လုပ်နေမရဘူးနော်ဖရာကုံတော့မထီရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီကုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ် အယုတ်ဆိုတာကအလုံးအမဲသားစားမှုမှာပဲဝါလို့မှမရတာသိဝါမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွေးရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်နှစ်ကကဖြစ်လာရွရင်ရွရင်နှလုံးသွင်းရင်တော့ခိစ္စမရှိဘူးပေါ့ အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှင်ဖះပေါ်မှာစိတ်မရောက်ဘူးအလားကိုယ့်ကိုစဉ်းရင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမာသမုဒ္ဒောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ ြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အချိန်ချင်းအထထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ញင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားတို့တတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အင်တာမကြည်နူးဝယ်ရာတွေစိတ်ထဲမှာစိတ်တတ်ဆရာတွေပဲဖြစ်လာပြီးတော့ တမာရီရလာမှာဖြစ်ပါတယ်။အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်၊တည်လဲတည်ရမယ်။ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်ရှင်တွေဟာယုံယုံယုံပြီးတော့မတိရတဲ့ဟာတခုမှမရှိဘူး။ယုံယုံသာယုံရမှာမဟုတ်ဘူး။